ကဲမင်္ဂလာပါကိုမိုင်ကပြောနည်းဆိုရင်တော့ကြော်မတော်ပါနဲ့ဘောမတွေပြောနည်းဆိုရင်တော့ခွက်ခောက်ပါပါနော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒီကနေ့မှာတော့ဘိုးမိုက်ခဲတက်ရင်အတွက်ကိုစီခွက်ခောက်တော့မှာမို့အရေးကြီးလို့ကြော်မတော်ပဲအဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာလာမယ့် ဘယ်ခါလဲကျွန်တော်မပြောခင်ညီလေးပုံမိုက်ခဲကိုအရင်ပြောခိုင်းပြီနော်ပုံမိုက်ခဲအရင်ပြောလိုက်တယ်ဘာပြောလဲကြည့်ပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်ချက်ပလတိုက်ကအမီတက်ဖွဲ့ရောတော့ပုံမိုက်ခဲပါအဲအခုကတော့ကျွန်တော်အဲဒေါ်လာမီဘာဗီဒီယိုပြောချင်တာကတော့ကျွန်တော်တို့ကတော့အဲဒီ လာမယ်ပေါ့နော်ဒီ10လပိုင်း26ရက်နေ့ပေါ့နော်ဒရင်ဂရင်းနေ့အညပေါ့နော်ည7နာရီ10နာရီတော့မှကျွန်တော်တို့ပေါ့နော်ဒီအားလုံးပဲတိပိလာဖြစ်တယ်ပေါ့နော်ဒီထုတ်ပို့ပေါ့နော်အဲဒီဒေါ်လာထုတ်ပို့ဖြစ်တဲ့ဒီကျွန်တော်တို့ကိုစီနေပေါ့နော်ကိုကြီးကိုစီနေကျွန်တော်တို့အဲ live မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီခက်ခဲတွေနေပေါ့နော်ဒီအခြားသောဘုံတို့လိုအပ်ချက်တွေအားလုံးကိုပြောပြသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒေါ်လာပြပါပြီဆိုရင်နေနေတဲ့အဲ့ဒီ live မှာ direct ကိုထောက်ပံ့လို့ရတယ်ဆိုတော့ကျွန်တော်ပြပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်အရှိအဲကြားမဲတွေနေနေစစ်မဲ့တဲ့ပြင်ကိုကိုမှာရေးဆိုင်တက်ခိုင်းနေပါတယ်အဲလိုအပ်ချက်တွေကိုလည်းအကုန်လုံးဖြစ်နေနိုင်ဖို့ဒေါ်လာပြပါပြီတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာ ကဲညီလေးမိုက်ထဲပြောရတာတော့ကြားမှတင်ပါလေကျွန်တော် line ပေါ်မှာအလိုမခံတာအားလုံးသိပါတယ်မက်ဆန်ဂျာကတွေ့တူလွှဲလာတဲ့ငွေကိုပဲကျွန်တော်လက်ခံတာပါဒါပေမဲ့ကိုတက်ကြီးတို့တခါအဲပြီးလို့ရှိရင်အဲဆေးဝါးကိုတခါအဲဆေးဝါးကနှစ်ခါကြာလားမသိတခါလားနှစ်ခါလားမသိမေ့ပါဘူးเนาะကျွန်တော် line လွှင့်ပြီးတော့တတ်မှတ်ထားတဲ့အချိန်အတွင်းကိုကျွန်တော်ထောက်ပံ့ငွေလက်ခံခဲ့တဲ့ဟာလုပ်ခဲ့တယ်ကျွန်တော်နှစ်နာရီတတ်မှတ်ခဲ့တယ်အဲဆေးဝါးကနှစ်သိန်းကျော်ပါလားမသိကိုတက်ကြီးတို့ကလည်းအသိန်းကျော်တာပဲကျွန်တော်တို့เนาะအဲ့တော့အဲကိုမိုက်ကယ်ရရှိခဲ့တော့เนาะမိုက်ကယ်ကျွန်တော်နှစ်ယောက်အတူလုပ်ခဲ့တယ် အခုလာမဲ့26ရက်နေ့တနင်္ဂနွေည7:00နာရီကနေ10:00နာရီအတွင်းမှာဘုံမိုက်ခဲနဲ့ကျွန်တော်နဲ့ TikTok account live ဝင်ပြီးတော့2နာရီတိတိ live ဝင်ပေးပါမယ်။အဲ့ဒီ2နာရီအတွင်းမှာမေးချင်တာတွေလာမေးလို့ရတယ်ဘုံမိုက်ခဲတို့နဲ့ပတ်သက်လို့အဓိကကတော့မြင်းချံမှာတီတာယူမော်ဘလိုမျိုးပေါ်ရှိုးတွေပြလဲဆိုတာကိုလည်းအင်ညာကြရင်ညီလေးမိုက်ခဲကပြောပြပါလိမ့်မယ်။နော်အဲ့တော့မြင်းချံနယ်မှာဒီအာနာရှင်ခိုင်းဘက်စစ်ခွေးတွေကို ကျေးဇူးဘက်ကလည်းဘလို့ရင်ဆိုင်နေရတယ်ဘာတွေအခက်အခဲတွေရှိတယ်နော်ရင်ဆိုင်မှုတွေဘလို့ရှိတယ်တီလာယူမုံတို့ဒီကျူခွေးတွေကလိုင်းပေါ်မှာနာမည်ရဖို့အတွက်ဘယ်နေရာတွေမှာဘလို့လာပြီးတော့ဟမ်ပေါ်ရှိုးတွေတက်ပုံရိုက်ပြီးတော့လောက်တာလေအိညာကြရင်ညီလေးမိုက်ခဲကတိကျနေပြီးမှပြည်သူတွေကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ live အချိန်က2နာရီတက်မှတ်ပါတယ်7နာရီကနေ10နာရီထိပါအဲ့ဒီ2နာရီအတွင်းမှာထောက်ပံ့တဲ့ငွေအလုံးကိုမြင့်ချက် black tie ကားကို တဲ့တဲ့တပြားကစမရော့စရာပဲနဲ့တောက်လျှောက်သွားမှာဖြစ်ပါလေအဲ့ဒီကျွန်တော်ပြောချင်တယ်အဲ့ဒီနှစ်နာရီအတွင်းပေါ်ပဲကျွန်တော်တို့အဲ့ဒီအချိန်မှာချပေးတဲ့တန်ကိုထည့်ပါတော့အခြားအချိန်ကြော်သွားတာနဲ့လုံးဝကျွန်တော်တောင်းမပြပါဘူးအဲ့ဒီကျွန်တော်တို့အညကြရင် live နှစ်နာရီစတယ်ဆိုတော့လည်းကုညီထောက်ပံ့ပေးရမယ်တန်ချပေးပါမယ်အဲ့ဒီတန်ကိုအဲမင်းမကလေးချဘရဒိုက်ကအဖွဲ့ကနိုင်ကပြောထားတာတော့အဲကျွန်တော်တို့ဒေါ်လာပါလွှဲလို့ရအောင်ဒေါ်လာမျက်ခံလို့ရတဲ့အကောက်ပါချပေးမယ်လို့ပြောတယ်အဲ့တော့ဘယ်လိုပဲချချကျွန်တော်တို့ဒီကြိုတင်ကြီးပြောထားတာကအဲ့ဒီည 2နာရီအတွင်းမှာချပေးတဲ့ဗန်တွေကိုအဲ့ဒီ2နာရီအတွင်းမှာပဲလွှဲတာတွေလောက်ပါကြော်ဝါတို့ကုညီချင်းနဲ့ထောက်ပံ့ချင်းနဲ့ဆိုမြင့်တဲ့ဘလက်လိုက်ကောက်ကုညီချင်းမြင့်တဲ့ဘလက်လိုက်ကအဖွဲ့ကိုတိုက်သွားပါနော်ဒါတခါလဲကြိုတီဗီကြော်လာတာအဲ့တော့ဘာဖြစ်လို့ကြော်ထားလို့လုပ်ရလဲဆိုတော့နံပါတ်1ကျွန်တော်တိုင်းပြည်တော်လှန်ရေးမှာပါဝင်နေတဲ့စစ်ကောင်းဆောင်တွေပေါ့ဒုတိယဖြစ်ဒီလက်တက်ကိုင်တွေထဲမှာဥဆောင်တဲ့ဘိုင်းမှာပါဝင်နေတဲ့လူတွေထဲမှာမြင့်တဲ့ဘလက်လိုက်ကအဖွဲ့ကဘုံမိုက်ခဲတို့အဲဆေးဝါတို့နော်ပြီးလို့ရှိရင်အဲဟိုနေတို့ရေဘလူးတို့ဒါတွေအကုန်လုံးကကျွန်တော်ထက်နေပါတယ် ဒီလူတွေကိုကျွန်တော်ကျွန်တော်ထက်ငယ်တယ်ဆိုပေမဲ့ကျွန်တော်ထက်ပိုပြီးတော့တို့တန်ဖိုးတာပြီးလေးစားတယ်။ဘာဖြစ်လို့လဲတို့အတက်ရွယ်လူငယ်တွေနိုင်ငံရေးဆိုတာဘာမှမသိရှင်းပြမိသားစုအရင်းအောင်ဘာမှမသိပဲနဲ့နေတဲ့လူငယ်တွေအများကြီးဒီလူငယ်တွေဟာတိုင်းပြည်အတွက်တို့ရဲ့ခန္ဓာတို့ရဲ့အတက်ကိုပေးပြီးတော့ဒီတိုင်းပြည်အာဏာရှင်လောက်ကလုံမြောက်ဖို့တို့တို့လုံနေတာအဲ့လိုလုံနေတဲ့အချိန်မှာပြည်သူဖြစ်တဲ့ကျွန်တော်တို့ကတို့အတက်တောင်မငှက်ွက်ပဲနဲ့ရှင်းမှတိုက်ဖို့အတွက်ကြီးပိုးလေးတောင်ထိအောင်မထောက်ပံ့နိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်သူဟာ တော်ဝင်မကြည့်တယ်လို့ခံစားရတယ်။နောက်ကို့ထက်ငယ်တဲ့ကလေးတွေတော့ဒီလိုလုံနိုင်နေတယ်။ငါတို့ကပြည်သူအနေနဲ့ဘာဖြစ်လို့မထောက်ပံ့နိုင်ရမလဲ။နောက်တစ်ချက်ရှိတာကကျွန်တော်တို့လက်နက်ကင်တပ်ဖွဲ့တွေရှိပါတယ်။အဲ့လိုလက်နက်ကင်တပ်ဖွဲ့ရှိအောင်ရေဘလူးဆိုရင်ရေဘလူးအခြေစားဒေတာမှာပြည်သူတွေတခုခုစစ်ဘေးရှောင်လာရတယ်။အဲ့တို့ရှိတဲ့တိုင်ရရှိတဲ့ခြေကလည်းမျှကျွေးရတယ်။အဲ့တော့ဒီတနင်္လာနေ့တိုင်းဘက်မှာတအားကြီးဟိုအခြေအနေစိုးတဲ့နေရာတွေရှိသလိုမစိုးတဲ့ဘက်တွေရှိတယ်။ဒီလိုပဲဟိုကအဒီတော့မြင်းချံဘက်တိုက်ကားတော့ဒီမြင်းချံဘက်တွေဆိုလဲဒီလိုပဲ။တော့ဒါနေရာတိုင်းမှာ ကိုလက်နက်ကရအဖွဲတောင်းဝင်းကျင်မှာစစ်တောင်းဒီစစ်တပ်ကစစ်တောင်းထိုးပြီးလက်နက်ကြီးနဲ့ပြစ်တော့ဘုံနဲ့ကျဲလို့ပြည်သူတွေဟာအသက်လူပြီးပြေးရတယ်စားနေရမရှိဘူးလေညာကီမျိုးတွေနေကြပြီးလူငယ်များပေါ်လာဆွဲဖန်စီရောင်စားနေသည့်ပြူစောတိရာသာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လဲဖန်စီပကိုးတိုင်းပြည်မြို့တွင်နေကြပြီးလူငယ်များပေါ်လာဆွဲဖန်စီရောင်စားနေသည့်ပြူစောတိရာသာကြီးနှင့်မိုးကြော်ကိုစစ်တပ်ကပြန်လဲဖန်စီခဲ့ကြောင်းဒေတာတွင်တည်င်းရင်းမြစ်ကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည့် အောက်တိုဘာ23ရက်နေ့ညနေပိုင်းတွင်ပြည်မြို့နဝင်းကွက်၁၄လမ်းတွင် နေထိုင်သော လူငယ်များပေါ်လာဆွဲဖမ်းဆီးရောက်စားနေသည့်ပြူစောတီရာဇာကြီးနှင့်မိုးကျော်ကို အမှတ်959အလုံယုံတက်ခွဲလျက်ဆက်တရင်မှစစ်သားများကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည် အဆိုပါပြူစောထီးနှစ်ဦးကိုဖမ်းဆီးသွားပြီးနောက်အမှတ်956လျက်စစ်နှင့်စက်မှုအင်ဂျင်နီယာအလုပ်ယုံတက်ခွဲ956လျက်စက်တပ်တွင်ဖမ်းဆီးထားပြီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရှိရသည်အဲပြူစောထီးနှစ်ကောင်ကပြည်မြို့မှာအမီဆိုးနဲ့ကြော်ကြားတဲ့ကောင်တွေပါတွေ့တဲ့လူငယ်တိုင်းကိုဖမ်းဆီးပြီးစစ်ခွေးတွေကိုပြန်ရောင်းစားနေတာသူတို့နှစ်ဦးကိုစစ်ခွေးတွေကပြန်ဖမ်းသွားတယ်ဆိုလို့ပြည်သူတွေကဝမ်းသာနေကြတယ်နေကြော်ပြီးပေါ်တာဆွဲလို့ဖမ်းလာလို့သိရပေမဲ့ဖမ်းဆီးတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့ မတိရသေးဘူးဟုဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုသည်အလားတူအော်တိုဘာလ15ရက်နေ့ကလည်းပြည်မြို့စင်စုရက်ကွက်ကန်နာလန်ရှိအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးတွင် ထိုင်နေသောအရန်မိတပ်နှစ်ဦးနှင့်မြို့နယ်ထွေအုပ်ယုံမှဆွေမျိုးတော်ဆက်သူတဦးကိုပြည်မြို့956တပ်ရင်းမှစစ်သားနှင့်ပြူစောထီများကကားဖြင့်ရောက်ရှိလာပြီး ပေါ်ရာဆွဲဖမ်းဆီးရာမှစစ်သားချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့သည်ကြောင်းသိရသည် ။မရှိဘူးဆိုရင်အနည်းဆက်ဆုံးတော်လှန်ရေးအဖွဲ့ပဲနေရာချပေးရတာပါ။နော်နေရာချပေးတော့ကျွေးစရာရှိတဲ့တို့ရဲ့ဒိဋ္ဌိတွေကထက်ကျွေးပေးရတာပါ။အဲ့တော့တခါတည်းကျွန်တော်တို့ကတိုင်းရင်းတပ်ဖွဲ့ကိုရိတ်ခါတဲ့ကူညီထောက်ပံ့နေဆိုတဲ့အရာမှလည်းဒါတိုင်းရင်းတပ်ဖွဲ့တွေကအခုဒီတနင်္လာနေ့တိုင်းကတနင်္လာနေ့တိုင်းကဒီယူဟာယူဟာမှုဖြစ်တဲ့ကိုစောသားကိုတိမှာပါ။တို့ဆိုလေဒီတနင်္လာနေ့တိုင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုတစ်ဖက်လှည့်ပြီးတော့ကြည့်ရတာပဲ။အဲ့လိုပါဒါကြောင့်မလို့ကျွန်တော်တို့ဆိုတာတောက်ချောင်းဒိဋ္ဌိတွေချပေးနေတာပါ။ ဲ့လိုချပေးတဲ့နေရာမှာတိုင်ရင်တက်ဖို့အတွက်တုံးသက်သလိုဘယ်နှစ်ခါပြောသလိုပြည်သူတွေကိုထောက်ပံ့တဲ့အရာလက်ရှိတယ်။ဘာဖြစ်လို့လဲအားလုံးကြည့်ရတဲ့လက်ရှိစစ်တပ်ကပြည်သူတွေကိုအကြောက်တရားတွေကိန်းဝေအောင်လုပ်နေတာပါ။ဒါအာဏာရှင်အဆက်ဆက်လှုပ်လာတဲ့နီးစက်တွေပါ။ဒါအဲ့ဒါဘာလဲဆိုတော့ပြည်သူတွေကိုတက်ပြတာတွေဖြတ်ပြလိုက်တယ်၊ပြစ်ပြလိုက်တယ်၊ဖမ်းပြလိုက်တယ်၊ရိုက်တက်ပြလိုက်တယ်၊ထိုးပြလိုက်တယ်မျိုးစုံလုပ်ဖြစ်တာ။အဲ့တော့ဘာလဲတော့မလုပ်နဲ့စစ်တပ်ကတော့မလုပ်နဲ့မဟုတ်တာဟုတ်ကလုပ်နေတာကြီးကိုတော့မလုပ်နဲ့ဆိုတော့အကြောက်တရားတစ်ခုနဲ့ကျွန်တော်တို့ကရှုံးပေးလိုက်တာပါ။အဲ့လိုရှုံးပေးလာခဲ့လို့တပေါင်း60လောက်ကျွန်တော်တို့ပြည်တွင်းစစ်ကမငြိမ်းချမ်းခဲ့တာ။ အဲ့ဒီနှစ်ပေါင်း60အစနေဝင်းအာနာစတိန်းကျဲကတာမြန်မာပြည်သူတွေဟာနေဝင်းအာနာတိန်းတဲ့ကောင်ကိုပြက်ပြက်သားသားစန့်ကျင်ပြီးတော့ဒီမိုကရေစီကိုမပြောက်ပြက်အောင်ထိန်းသိမ်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကဒီနေ့ချိန်မှာအာရှကြားဖြစ်နေပြီနော်အမေရိကန်တို့နိုင်ငံမျိုးနဲ့ level power တိုင်းရောက်တဲ့တိုင်းပြည်ကိုဖြစ်နေပြီမြန်မာတွေအဲ့လိုမညံ့ဘူးဒါပေမဲ့နေဝင်းအာနာတိန်းလိုက်ကနေလက်စင်တန်းပြီးစစ်ကောင်းဆောင်တွေတိုင်းပြည်ကိုလှုပ်ချနေလှုပ်ခဲ့တာအခုတိုင်းပြည်ကဘယ်ရောက်ကမ္ဘာမှာတရောင်းသားတိုင်းပြည်ဖြစ်နေပြီအဲ့ဒါဘာကြီးလို့ထပ်ပြီးတော့အကြောက်တရားကြောင့်ကျွန်တော်တို့က ဒီကောင်ဒီအောက်မှာလက်စင်းပေးရမယ်ဆိုရင်ကျွန်တော်တို့တကြံနေခဲ့တဲ့တားတွေနီးတွေလက်ထက်ထိကျွန်တော်တို့ကဒီစစ်ကြောဘွားကလုံးဝမဟုတ်ဘူးတိကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ခေတ်စခဲ့ပြီးသွားပြီကျွန်တော်တို့စခဲ့ပြီနော်ဒီပြဿနာအစအောင်ကျွန်တော်တို့ကစတင်ဖန်တီးခဲ့တာမဟုတ်ဘူးနော်ဒီစစ်တပ်အန္တရာယ်တွေလို့ဒီပြဿနာစခဲ့ပြီးသွားပြီကျွန်တော်တို့လက်တုံးချောင်းထောင်ပြီးလူလိုနားပလဲလားမလို့မလောက်ပါနဲ့တိုင်းပြည်အာဏာကိုပြန်ပေးပါမင်းတို့အာဏာသိမ်းတာကိုပြည်သူလက်မခံပါဘူးနော်တိုင်းပြည်ဟာအာဏာသိမ်းနိုင်ပြတ်သွားမယ်လူလိုနားလည်မလားလို့ပြောခဲ့ပြီးသွားပြီလက်တုံးချောင်းထောင်ပြီးတော့ ဟမ်အဲ့လိုကောင်းကောင်းကိုလူလိုပြောတဲ့လူကိုဘာလို့ပြစ်လဲခစ်ကိုပြောင်းကြည့်ခေါင်းကိုပြင်းရတဲ့ပင်ရတဲ့ကောင်လေးထွက်ခဲတဲ့ဘာလို့တက်ပြစ်တဲ့ကောင်အကုန်လုံးဟမ်ရပ်ပတ်ထဲလုံလုံလေးစောင့်နေတဲ့ဦးလေးတွေကိုတက်ပြစ်ဟမ်နောက်ဆုံးနှုတ်ဆရာမရှိတော့ကျမ်းမာရင်ပြည်သူကိုကျမ်းမာရင်စောက်ရှောက်နေတဲ့စေတနာဝန်ထမ်းချက်ချင်းတွေတို့တနက်တွေနဲ့ခေါင်းရိုက်ထွက်မျိုးစုံလောက်တာဟမ်ကြည့်အဲ့လိုလုပ်ပြီးတော့ဘာလို့ရဲရဲဆက်ဆက်ပြစ်တတ်တာခေါင်းကမခံနိုင်တဲ့ပြည်သူကကိုလေးကပြောသလိုအကြောက်တရားမှာနော်အမှန်တရားအတွက်တက်တည်ရဲတဲ့သူကလက်နက်ကင်ပြီးတော့ထပ်တော်နိုင်လို့ဒီနေ့လက်နက်ကင်လမ်းစဉ်တော်နိုင်တဲ့ပုံရောက်လာတာ နော်အကြောက်တရားရှိတဲ့လူကအခါတိုင်းမှကြောက်သွားတယ်အဲ့ဒီကနေတစ်ဆင့်အမျိုးမျိုးပြည်သူကိုအကြောက်တရားတွေရိုက်သွင်းပြီးလောက်ရလာတာကြောက်တဲ့လူတွေတဖြည်းဖြည်းရော့ကြရော့ကြရော့ကြလာနေပါဖြစ်တယ်နောက်ဆုံးဒီနေ့ချိန်ထိတော်နေပါကြံပစ်ခဲ့တဲ့လူတွေဟာအမှားကန်ပဲဒါကြောင့်မလို့ကျွန်တော်ပြောတာအစင်းစင်းအချင်းချင်းတွဲစီပါစီးလုံးပါတူမားတဲ့ငါမှန်တဲ့တူတာတဲ့ငါနာတဲ့ဆိုတဲ့အရာတွေကိုဒီကာလမှာခဏလေးထားပေးပါတခေါ်အားပေးဖို့ပြောတာမဟုတ်ဘူးနော်ဒီကာလမှာကျွန်တော်တို့ကဦးစားပေးအလို့ဆိုတာရှိရတယ်လူတယောက်မှဦးစားပေးအလို့ဆိုတာလူတိုင်းရှိတယ်ဘယ်ဟာကိုဦးစားပေးမှလဲ အရင်ငါငါဘဝအတွက်ဘယ်အရာဒီအရေးကြီးတယ်ဘယ်တော့ကိုဦးစားပေးရမလဲဒါလူတိုင်းတည်တည်တယ်အဲ့တော့ကျွန်တော်တော်လိုင်းဘက်မှာရှိနေတဲ့လူတွေအားလုံးကလည်းတည်တည်တယ်တော့ဒါကြောင့်မလို့ဒီအချိန်မှာဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုဝင်းရမ်းမယ်ဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုကျွန်တော်တို့ကာကွယ်ပေးရမယ်ဒါကတော့လန်ဘက်ထဲမှာစိတ်သက်ခိုင်မာတဲ့လူတိုင်းမဖြစ်မနေလုပ်ရမယ်အလို့အဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တော်လိုင်းထဲမှာပါဝင်တာအခုညီလေးပုံမိုက်ခဲအတွက်နော်ဒါမဲ့တနေ့ဝင်ည7:00မှာ2:00တိတိကျွန်တော်တို့ live ဝင်ပြီးတော့ ကြောပေးမယ်အဲ့ဒီနှစ်နိုင်အတွင်းမှာကုညီထောက်ပတ်မဲ့ငွေအားလုံးကိုတကြက်တပြားမကျန်ဘုံမိုက်ခဲတို့အဖွဲ့ကိုစီစဉ်ပေးမယ်နောက်ပြီးကျွန်တော်ကြေညာမယ်လိုက်လွင့်နေတဲ့အချိန်မှာလည်းကျွန်တော်စည်ရင်စစ်ကင်ထားအဝင်ကိုကင်ထားမဲ့လူပြောက်ကိုကျွန်တော်တစ်ခါတည်းမှန်ထားတယ်ထောက်လျှောက်ပြောပေးရတယ်သူကဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီနော်အဲ့တော့အဲ့ဒီငွေကိုလည်းကျွန်တော်ကင်မှာမဟုတ်ကျွန်တော်လည်းငွေတရားရောက်လာမဟုတ်ဒါပေမဲ့ကိုပဲရက်ကပြောသလိုပေါ့ဂုံယူစွာနဲ့ဘာလို့မှလဲခွက်ခေါက်နော်ဂုံယူစွာနဲ့ခွက်ခေါက်ပါကြည့်လားအဲ့တော့ကျွန်တော်လည်းဒီနေရာမှာကျွန်တော်ဥပဒေကျွန်တော်ပေါက်ကြီးပြောထားတဲ့အဲ့ဒီ ်ထနောက်ရှေ့ဆာပို့လေဝင်ကြည့်နေအာကျွန်တော်ဆင်းရဲလာအာဆဲတဲ့တကောက်ဝင်ကြည့်အတုနှကောက်ဝင်ကြည့်အတုနှစ်ချို့တွေကောင်းကြောက်တောင်းတောင်းကြောက်တော့မဟုတ်လေကွာမင်းတို့ငါပြောတယ်မနာတော်လှန်ရေးလှုပ်လို့ကိုချိုးရှာလို့ရတယ်ခွက်ခေါက်လို့ကိုချိုးရှာလို့ရတယ်စကားပြောနေတယ်ကိုစည်းစီလာခဲ့ကိုစည်းနေအောင်ဖယ်ပေးမယ်ကြိုက်တဲ့လူလာဝင်လို့အဲ့ပြပြောတာရှင်းနေပြီနော်ဒီတိုင်းတော့ဖယ်ပေးမှာမဟုတ်ဘေးကနေအာတပည့်ခံပြီးတော့ဆေးပင်းပြီးခြေစုပ်နဲ့ပြုတ်ပေးအောင်မယ်အလကားပြောတာမဟုတ်အတီးပြောတာတော့ငါချောင်ကြားနေရမင်းတို့ဘောမလို့အကောင်ကြတာ ဘာသာကပြောမနေနဲ့ကိုကျော်ရှာလို့ရဲ့လာခဲ့လိုက်မလာနိုင်ဘူးလားမင်းတို့ပြောတယ်လို့ဗါလဲအဲဟို zero mile ကားတွေ zero mile ကားတွေအဲကားတွေကဝယ်စည်းနိုင်တယ်ဟုတ်လားပါကင်ဘယ်မှာမလိုက်ရတဲ့ကားကဝယ်စည်းနိုင်တယ်ဆိုတော့မလာချင်ဘူးလားလာခဲ့ပါနော်အဲ့တော့လောလောဆယ်လာမဲ့တနေ့ကလေးည26နှစ်ညကြရင်တော့ဘောမတွေအတွက်နော်ယူတုံးမရအခန်းလေးတစ်ခန်းကျွန်တော်နှစ်နာရီရိုက်ပါမယ်အညကြရင်လာရောက်အားပေးနိုင်တဲ့ဘောမတွေအားပေးလို့ရပါတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကြိုးအကြောင်းကောင်းမျိုးတန်ကြီးခွေးတင်ကြီးပို့ပါမယ် အချက်နဲ့အလက်နဲ့လာပြောပါဗျမ်းမတာဝင်ဆဲလို့ကောင်းနေရတော့ခွေးတင်းရုံထောက်လျှောက်သွားပါမယ်မပူပါနဲ့နော်အဲ့ဒါလေးလာပြောတာအဲ့တော့လာမယ်ဆယ်လပိုင်း26ရက်နေ့ညတနင်္ဂနွေနေ့ည7:00နာရီမှာအတူတူဆုံးမယ်ဘုံမိုက်ခဲရောကျွန်တော်2ရက်တက်